ဟောင်ညီမကတော့ဒီဟာမန္တလေးရပါရနာမောင်တက္ကသိုလ်ဒုတိယနှစ်မြန်မာစာမှာတင်တာတင်နေမှာညီမနာမည်ကတော့ခွန်းနှင်းထွေးပါဟုတ်ကဲ့ဒီဆန္ဒပြပွဲမှာညီမတို့အနေနဲ့ပူပေါင်းပါဝင်လာတာကဒီလို့သားပညာရေးဝင်မှာဘယ်ချက်တွေကိုသဘောမတူလို့လဲဗျာအဓိကတော့ညီမတို့အဓိကချက်ဖြစ်တဲ့ဗဟုချုပ်ကန့်မှုစနစ်ပေါ့တောင်းသားပြည်သူကိုအခြေမခံမှုတောင်းသားအခွင့်အရေးပြည့်ဝမရှိဘူးပြီးတော့ဗဟုချုပ်ကန့်မှု ်ဘဟုချုပ်ကံဘဟုချုပ်ကံမှုရှိနေတဲ့အတွက်ညီမတို့ဒီချက်တွေကိုလုံးဝလက်မခံနိုင်ပါဘူး။ဒီကချက်တွေပေါ့။ဟုတ်ကဲ့အခုအဲ့လိုညီမတို့တောင်းဆိုနေတဲ့ပညာရေးအနှစ်သာရအနှစ်ချုပ်ဆိုရင်ဘာဖြစ်မလဲမသိဘူးညီမ။ညီမတို့ကတော့ညီမတို့တောင်းတာတောင်းတာတောင်းသူတိုင်းလွတ်လပ်စွာပညာသင်ကြားခွင့်နဲ့တောင်းတာတောင်းတာတောင်းတာတောင်းသူအားလုံးကတောင်းတာတောင်းသူရောတိုင်းရင်းသားတွေရောအားလုံးကတန်းတူပေါ့။တိုင်းရင်းသားတောင်းသားတွေအားလုံး ဒန်းတို့အခွင့်အရေးနဲ့ဒန်းတို့ပညာသင်ရေးကိုညီမတို့အဓိကအနှစ်ချုပ်ပါပါဟုတ်ကဲ့ဒီဆန္ဒပြပွဲကိုဘယ်လိုမျိုးဆုံးဖြတ်ချက်တွေနဲ့ဆက်ပြီးဆင်နွှဲသွားမယ်ဆိုတာလည်းပြောပြပေးပါဦးညီမတို့ဒီပေါ့နော်ဒီညီမတို့ဒီအမျိုးသားပညာရေးဥပဒေမူကျန်းစပြီးတော့ပေါ့နော်ပညာရေးဥပဒေမူကျန်းစပြီးတော့ပြောလွတ်တော်မှာတင်ကြတဲ့ညီမတို့ဒီအမျိုးသားပညာရေးဥပဒေမူကျန်းကို ဟိုခရိုင်တိတိကအကြောင်းသားတွေကိုအားလုံးကကန့်ကွက်ဆန္ဒပြခဲ့ကြတယ်ပေါ့အဲ့လိုကန့်ကွက်ဆန္ဒပြခဲ့တဲ့ဈာကနေပြီးတော့မှကန့်ကွက်ဆန္ဒပြတဲ့ဈာကနေပြီးတော့မှဒီမျိုးသားပညာရေးဥပဒေမူကြောင်းအတည်ပြုလိုက်တယ်ပေါ့နော်အဲ့ဒီအတည်ပြုလိုက်တဲ့အတွက်တနင်္ဂနွေလုံးမှရှိတဲ့ဘာကသာကျောင်းသားအားလုံးရောတက္ကသကျောင်းသားအားလုံးကဒီပညာရေးဥပဒေကိုလုံးဝလက်မခံနိုင်ဘူးလက်မခံနိုင်တဲ့အတွက်ညီမတို့ဒီဒီမှာလာပြီးတော့တပိတ်စကန်းလာဖွင့်တယ်ပေါ့အဲ့ဒီအတွက်ညီမတို့ကတော့ဒီမျိုးသားပညာရေးဥပဒေပညာရေးဥပဒေကိုလုံးဝဖျက်သိမ်းတဲ့အစ်စင်ညီမတို့တပိတ်ဖွင့်ဖို့ပဲ ီဇန်ထားပါအစီအစဉ်ရှိပါတယ်ဟုတ်ကဲ့ညီမအနေနဲ့တနိုင်ငံလုံးကအကြောင်းသူအကြောင်းသားတွေကိုဗာမြန်သတင်းစကားပါကျင်ပါလေခင်ဗျဟုတ်ညီမတနိုင်ငံလုံးမှာရှိတဲ့အကြောင်းသူအကြောင်းသားတွေကိုသတင်းစကားပါကျင်တာတော့ဒီအခုဒီအမျိုးသားပညာရေးဥပဒေမူကြမ်းကဒီအကြောင်းသားပြည်သူကိုလုံးဝအခြေခံမထားဘူးညီမတို့အကြောင်းသားပြည်သူတွေကိုဟိုချုပ်ချယ်ထားတယ်ပေါ့နော်ကျောင်းသားအခွင့်အရေးလုံးဝအပြည့်အဝမရှိတဲ့အမျိုးသားပညာရေးဥပဒေဖြစ်တဲ့အတွက်တနိုင်ငံလုံးမှာရှိတဲ့ကျောင်းသားတွေလည်းပူးပေါင်းပါဝင်ကြပါလို့ပြောကြချက်ပါ ဟယ်လိုဟုတ်ဟုတ်ကဲ့ကြားလာမသိဒီမိုကရေစီပင်လေဟုတ်ကဲ့ဟုတ်ကဲ့ဘုဒ္ဓဘုသကူဒီတပိတ်ဘယ်လိုဘယ်လိုဆုံးဖြတ်ချက်တွေနဲ့ဆက်ပြီးတော့ကျင်းပသွားမှာလဲကျွန်တော်တို့ဒီတပိတ်ကိုဆုံးဖြတ်ချက်ချတဲ့နေရာမှာဒီဒီမိုကရေစီပညာရေးအလှရှားမှုဦးဆောင်ကော်မတီ15ဦးရဲ့ဆုံးဖြတ်ချက်တွေနဲ့ဆက်ပြီးကျင်းပသွားမှာပါဟုတ်အခက်အခဲတားစီးတွေရှိခဲ့ရင်ရောအခက်အခဲတားစီးတွေရှိခဲ့ရင်တော့ចောင်းသားတို့တည့်ရလို့ရဲ့သိသိညင်းညွတ်မှုနဲ့ပဲကြော်လွားသွားပါမယ် ုတ်ကဲ့ဒီចောင်းသားတို့တွေကဘယ်ကနေပြီးတော့ဘလို့လာကြတာလဲဘယ်ဘယ်အင်အားစုတွေလဲပါဝင်ခဲ့တယ်လို့ပြောပြပါဦးចောင်းသားတို့တွေကတော့နိုင်ငံနိုင်ငံနှံ့ပြားလာတဲ့ចောင်းသားတို့တွေဖြစ်ပါတယ်ចောင်းသားတွေဖြစ်ပါတယ် အဲအင်အားစုအနေနဲ့ဘာကသများအဖွဲ့ချုပ်တက္ကသများနဲ့မြေလက်ဒေသအကြောင်းသားသမဂ္ဂတွေပါဝင်ပါတယ်တိုင်းရင်းသားအကြောင်းသားသမဂ္ဂတွေလည်းပါဝင်ပါတယ်လက်ရှိမြို့သားပညာရေးဥပဒေကိုကိုကျော်ကိုရုအနေနဲ့ဘယ်ဟာဘယ်အချက်တွေကိုသဘောမတူတာလည်းမတူကြဘူးကျွန်တော်တို့ကလက်ရှိပညာရေးဥပဒေရဲ့အချက်တစ်ခုချင်းစီကိုကိုးကားပြီးထောက်ပြနေဝေဖန်နေရမှာမဟုတ်ပါဘူးအဲ့ဒီပညာရေးဥပဒေရဲ့အတွင်းသဘောနဲ့အနှစ်သာရကိုကျွန်တော်တို့ကလက်မခံနိုင်တာပါအဲ့ဒီအတွင်းသဘောနဲ့အနှစ်သာရရဲ့သဘောကိုကဟိုထောက်ကင်မှုကြီးကြီးဆိုးပြီးတော့ကျောင်းသားတွေရဲ့လွတ်လပ်စွာပညာသင်ကျောင်းခွင့်ကိုဖိနှိပ်နေတာဖြစ်တယ် ီးတော့ပညာရေးစနစ်ဟောင်းကိုအစ်စ်နဲ့အစားထိုးနိုင်ခြင်းမရှိဘဲနဲ့အဟောင်းအတိုင်းပဲဆက်လက်ဆိုးဝါးမှုတွေဖြစ်ပေါ်နေမယ်လို့ကျွန်တော်ယုံကြည်တယ်ပြီးတော့ဒီထဲမှာဆိုရင်အစလေဆုံးဥပဒေရေးဆွဲမှုဖြစ်စဉ်တစ်ခုလုံးကဒီမိုကရက်တစ်မဆန်ဘူးဆိုတာကျွန်တော်တွေ့ရတယ်။ကျောင်းသားသမဂ္ဂတွေလွတ်လပ်စွာဖွဲ့စည်းတည်မှုနဲ့ကျောင်းသားသမဂ္ဂတွေတရှိမှုကိုလည်းဖျက်သိမ်းဖို့စ조사နေတယ်လို့မြင်တဲ့အတွက်ကြောင့်မလို့ဒီဥပဒေတစ်စုံလုံးကိုကျွန်တော်ဆန့်ကျင်ကန့်ကွက်ရခြင်းဖြစ်ပါတယ်။ ဲ့ဖြစ်ညီမနာမည်ကတော့မချိုသိမ်းမြအောင်ဖြစ်ပါတယ်။မောင်ရနီးပညာတက္ကသိုလ်တက္ကသအနေပြီးတော့ဒီကိုလာပြီးတော့လာပြီးတော့ဆောင်ရွက်တာဖြစ်ပါတယ်။ပူပေါင်းပါရနာဖြစ်ပါတယ်။ဟုတ်ဘယ်လိုမျိုးဘယ်လိုမျိုးဒီ ရိုးသားပညာရေးဥပဒေမှာဘယ်လိုမျိုးအချက်တွေကိုသဘောမတူလို့ညီမတို့အနေနဲ့စံနှုန်းပြပေါ်မှာပူးပေါင်းပါဝင်လာလဲခင်ဗျာဟုတ်ကဲ့ရှင်အချက်လက်ဒီဥပဒေထဲမှာတော့69ချက်ပေါ့နော်ဒါပေမဲ့အကုန်လုံးကိုသဘောမတူတာကိုအကုန်လုံးကိုသဘောမတူတာမဟုတ်ညီမတို့လက်ခံနိုင်တဲ့အချက်လည်းရှိတယ်လက်မခံနိုင်တဲ့အချက်လည်းရှိတယ်ဒါပေမဲ့လက်မခံနိုင်တဲ့အချက်တွေကတော့ဒီဗဟိုချုပ်ကမှုစနစ်ပေါ့နော်အဲ့ဒါတော့အဓိကပါအဲ့ဟာတွေကိုလည်းလက်မခံနိုင်ဘူးအားကြောင့်ညီမတို့လက်မခံနိုင်တဲ့အချက်တွေပါဝင်နေတယ်ပြီးလို့ရှိရင်ចောင်းသားတွေပြည်သူတွေရဲ့အတန်ចောင်းသားတွေပြည်သူတွေရဲ့သဘောထားတွေလည်းမပါဘဲနဲ့ဖွဲ့လိုက်တယ်ဒီဒီဟာလေးကိုဒီဟာကိုထုတ်ပြန်လိုက်တယ်အဲ့အတွက်ညီမတို့လက်မခံနိုင်တဲ့အတွက် အဲဒီလိုမျိုးကန့်ကွက်တာဖြစ်ပါတယ်ဟုတ်ကဲ့ညီမတို့အနေနဲ့ဒီသဏ္ဍာန်ပြပွဲတွေမှာလည်းပါဝင်နေပြီမီဒီယာအနေနဲ့သင်းလက်ရှိပညာရေးဥပဒေကြောင်းရေးဆွဲခဲ့တဲ့လူကြီးတွေအဲတာဝန်ရှိတဲ့သူတွေကိုဗမာပြည်အနေနဲ့သင်းတရင်းစကားပါခြင်းလေခင်ဗျာဟောဟုတ်ကဲ့ရှင်ဟိုဟာအခုပညာရေးဥပဒေပညာရေးဥပဒေအတည်ပြုလိုက်တဲ့အချိန်မှာတကယ်ဆိုလို့ရှိရင်ဒီလက်တွေ့ပေါ်တော့ကျင့်သုံးနေတဲ့ဆရာတွေအကြောင်းသားတွေရဲ့အတန်အောင်နားထောင်ပြီးတော့ဆရာတွေအကြောင်းသားတွေရဲ့သဘောထားတွေကိုမေးမြန်းသင့်တယ်ပြီးမှဓမ္မသာရှင်တကယ်ကိုလက်တွေ့ကြတဲ့ဥပဒေတရားဖြစ်ပေါ်လာမယ်အခုဟာဒီလိုမျိုးအကြောင်းသားတွေပြည်သူတွေအတန်နေ သဘောထားတွေလုံးဝမပါဘဲနဲ့သူတို့ဖွဲ့စည်းလိုက်အဲသူတို့ဒီဥပဒေကိုထုတ်ပြန်လိုက်တယ်အဲ့အတွက်ဒါအကြောင်းသားတွေလည်းဓာတ်ရိုက်အကျိုးမရှိစေနိုင်ဘူးအဲ့အတွက်ဒီចောင်းသားပြည်သူတွေရဲ့သဘောထားတွေပါဝင်တဲ့ဟာကိုများများလေးတကယ်လို့ပြင်မယ်ဆိုလို့ရှိရင်ចောင်းသားဥပဒေဘာတွေလိုချင်လဲဆိုတဲ့အတန်ကိုနားထောင်စီစဉ်နေသူတို့ရဲ့သဘောထားတွေကိုအားလုံးသိချာသိစီစဉ်ပါတယ်ရှင်ပညာရှင်ဥပဒေကြီးကိုဒါဆက်ပြီးတော့တည်ဆောင်သွားမယ်ဆိုရင်နိုင်ငံရဲ့အနာဂတ်ကဘယ်လိုမျိုး ဟိုတက်ရောက်မှုတွေဖြစ်နိုင်တယ်လို့ညီမအနေနဲ့ထင်ပါတယ်လေခင်ဗျာ။ဟုတ်ကဲ့ရှင်ဒီဥပဒေအရဆိုလို့ရှိရင်အရင်တော့ကျင့်သုံးနေတဲ့ဥပဒေအတိုင်းပဲဆက်လက်ပြီးတော့ဆိုးဝါးနေတဲ့အနေအထားမှာရှိပါတယ်။ဒါကြောင့်မို့ဒါဟောသားဆက်ပြီးတော့ဆက်ပြီးတော့ကျင့်သုံးနေမယ်ဆိုလို့ရှိရင်အဲဒီပညာရေးဥပဒေဒီပညာရေးဒီနိုင်ငံပညာရေးအခြေအနေတိတဲ့ပို့ပြီးတော့ကောင်းလာစေရလဲအခြေအနေမရှိပါဘူး။အဲ့အတွက်ဒါဟောဒါဟောပြင်ပြင်လဲပြင်ပြင်တဲ့နေပေါ့နော်။အဲ့လိုပဲထင်မြင်မိပါရှင်။ ကျွန်တော်တော့ဖြူဖြူအောင်ပါကျမကဗမာနိုင်ငံလွှဲဆိုင်အကြောင်းသမားကများဖွဲ့ချုပ်ဘုလုံငန်းကော်မတီမှာအထွေထွေမှုဖြစ်တောင်းယူထားပါတယ်လက်ရှိဒီဥဆောင်ကော်မတီပေါ့နော်ကျမတို့မနေ့ကဒီစနစ်ဆက်သုံးအစည်းအဝေးကနေဖွဲ့စည်းလိုက်တဲ့ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဥဆောင်ကော်မတီမှာလည်းကျမကဟိုအဖွဲ့စည်းကိုစားပြုတာဝန်ထမ်းဆောင်နေပါတယ်ရှင်ဟုတ်ကဲ့ကျမတို့အခုဒီစူပေါင်းပြီးတော့ဆန္ဒပြတဲ့တပိတ်ကျောင်းသားတွေရဲ့ဆန္ဒကလက်ရှိမျိုးသားပညာရေးဥပဒေမှာဘယ်အချက်တွေကိုကျမတို့ကကန့်ကွက်တာလဲမသိဘူးလေကျမတို့ကန့်ကွက်တဲ့အချက်တွေမှာအဓိကအချက်တွေကိုကျမအရင်ပြောပါမယ်အဲ့ဒါတွေကဘာလဲဆိုတော့ဗဟုချုပ်ကံမှုအရန်ကိုတင်းကျပ်လွန်တဲ့ပညာ ရေးဥပဒေဖြစ်နေတယ်ဟိုအစိုးရကနေပြီးတော့အရာရာပညာရေးမှာဒါကကျမတို့ဒါဟိုတိတ်တော့မထူဆန်အောင်ပညာရေးလည်းမကအောင်ကျမရေးတို့ဘာလို့မှလဲဒါအစိုးရရဲ့ချုပ်ကန်မှုဒါကျမတို့ဒါပေမဲ့ကျမတို့ကအကြောင်းသားတွေဖြစ်တဲ့အတွက်အဓိကတော့ပညာရေးဥပဒေကိုအရင်ဆုံးပြောတာပါပညာရေးဥပဒေမှာဘဟုချုပ်ကန်မှုအင်မတန်ပြင်းထန်ခဲ့တယ်ဒီဆက်အာဏာရှင်ကာလတခြားမှာလည်းပြင်းထန်ခဲ့တယ်လက်ရှိအစိုးရကလည်းဒီမိုကရေစီအစိုးရလိုကြွေးကြော်တော့ညာလဲကျမတို့ကိုဆက်ပြီးတော့တကယ်ကိုအသွင်ကူပြောင်းရေးလုပ်ငန်းစဉ်ကိုလှုပ်ချင်တဲ့ပုံမရပါဘူးဆက်ပြီးတော့ကျမတို့ဥပဒေနဲ့ပါချုပ်ကန်မှုစ조사လာတဲ့အတွက်အကြောင်းမို့လို့ကျမတို့ကဒီဘဟုချုပ်ကန်မှုကိုလုံးဝလက်မခံဘူးဆိုတာကိုကျမတို့ကြောင်း ်းသားတွေကပြကျင်တယ်။ဒါနောက်တစ်ခုကကျွန်တော်တို့ပညာရေးစနစ်ကအင်မတန်ချွတ်ချုံကြနေပြီ။ဗဟိုချုပ်ကန်မှုနဲ့လည်းဆက်ပြီးတော့သွားလို့မရတော့ဘူး။ဒါကြောင့်မို့လဲပါတယ်။နောက်ပြီးတော့အဓိကကျွန်တော်တို့အတွက်အရေးကြီးတာကျောင်းသားသမဂ္ဂဖွဲ့စည်းကွင်းမှာကျောင်းသားသမဂ္ဂတွေဖွဲ့စည်းကွင်းကိုလက်ရှိပညာရေးဥပဒေမှာလုံးဝဟိုပြဋ္ဌာန်းထားပေးခြင်းမရှိပါဘူး။ဒါကျွန်တော်တို့ကျောင်းသားတွေရဲ့အခွင့်အရေးအတွက်တကယ်ကိုဦးစီးဦးဆောင်ပေးမယ့်အဖွဲ့အစည်းကျောင်းထဲမှာမရှိတာကျွန်တော်တို့ကျောင်းသားတွေအတွက်အင်မတန်မှအန္တရာယ်ကြီးတယ်လို့ကျွန်တော်တို့ယူဆပါတယ်။နောက်ကျောင်းသား အဲအကြောင်းသားကိုနောက်တခြားသောကိစ္စရက်တွေလည်းရှိပါသေးတယ်ဥမာဆိုရင်မိခင်ဘာသာစကားခြေပြူဘာသာစကား၃မျိုးပြဋ္ဌာန်းရေးလိုမျိုးနောက်တင်ယုံညွန့်နဲ့လွတ်လပ်ရေးလိုစသဖြင့်ပေါ့နော်ဘတ်ဂျက်ကိစ္စတော့ဟိုကျွန်တော်ကိစ္စရက်တွေကတော့အများကြီးရှိပါတယ်ဒါပေမဲ့လက်ရှိအနေအထားမှာကျွန်မပြောချင်တာက ဟိုကျွန်တော်တောင်းဆိုတာကအခုတည်းကမှမဟုတ်ဘူးပညာရေးဥပဒေမပေါ်ပေါက်ခင်ကကျွန်တော်တို့ NNI ရာနဲ့ပေါင်းပြီးတော့လုပ်ခဲ့တာရှိတယ်ပညာရေးမူဝါဒတွေကျွန်တော်တို့အရင်ဆုံးချမှတ်ခဲ့တယ်အဲ့နောက်ပိုင်းမှာပညာရေးဥပဒေပညာရေးဥပဒေဖြစ်ပေါ်လာဖို့အတွက်ဝိုင်းဝန်းရေးဆွဲတဲ့အချိန်မှာလည်းကျွန်တော်တို့ကိုဖိတ်ခေါ်တဲ့အတွက်ကျွန်တော်တို့တွားရောက်တာမျိုးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အကြံပြုချက်တွေကျွန်တော်တို့ရဲ့ကန့်ကွက်ဆန္ဒပြမှုတွေကိုလုံးဝလက်မခံဘဲနဲ့အတင်းအဓမ္မအတည်ပြုထားတဲ့ပညာရေးဥပဒေဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကအခုချိန်မှာလုံးဝလက်မခံနိုင်ဘူးလုံးဝလက်မခံနိုင်ဘူးဆိုတာပြတယ်ကျွန်တော်တို့နဲ့ထပ်ပြီးတော့ဘယ်ရက်ဘယ်အချက်တွေဆိုတာတိကျထပ်ပြောစရာမလိုတော့အောင်ကိုကျွန်တော်တို့ကိုဟိုဟိုလေးလူ ရှုထားတာအကြောင်းမလို့ကျွန်တော်တို့ကဒီလိုမျိုးတပိတ်စကန်ပွဲဆန္ဒထုတ်ပေါ်ခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ဒီတပိတ်မောက်ဆန္ဒထုတ်ပေါ်ခြင်းဖြစ်ပါတယ်မျိုးသားပညာရေးလက်ရှိပြန်ထမ်းလိုက်တဲ့မျိုးသားပညာရေးဥပဒေကိုဆက်ပြီးတော့တည်ဆောင်သွားမယ်ဆိုရင်နိုင်ငံရဲ့အနာဂတ်ကဘယ်လိုမျိုးတက်ရောက်မှုတွေဖြစ်ပေါ်နိုင်တယ်လို့ညီမအနေနဲ့ထင်ပါတယ်ခင်ဗျာကျွန်တော်တို့လက်ရှိပညာရေးစနစ်ကကျွန်တော်တို့ကိုဟိုဘရောမကိုကိုကိုတွေးတော်နိုင်စွမ်းတင်ယူလေးလာနိုင်စွမ်းကိုဖာသားကိုတင်ယူလေးလာနိုင်စွမ်းတို့တွေးတော်နိုင်စွမ်းတို့လူလက်တဲ့ပညာရေးစနစ်မျိုးဒီမိုကရေစီပညာရေးစနစ်မျိုးလုံးဝမဟုတ်ပါဘူးလက်ရှိပညာရေးစနစ်ကအင်မတန်ဆိုးရွားတယ်အဲ့ဒီလက်ရှိပညာရေးစနစ်ကိုပဲဆက်ပြီးအကောင့်ထဲပုံမဲ့ အမျိုးသားပညာရေးဥပဒေကလည်းအခုအစ်စ်ပြထက်လိုက်တဲ့အမျိုးသားပညာရေးဥပဒေကလည်းဒီလက်ရှိပညာရေးစနစ်ကိုပဲဆက်ပြီးကောင်းထဲဖို့မှာဖြစ်တဲ့အတွက်ကျမတို့ကျမတို့နှစ်ကျမတို့ခေတ်ဆက်ဆက်မှာကျောင်းသားတွေရဲ့ပညာရေးကနိုင်ငံကလည်းရှင်အမြဲတမ်းနှိမ့်ကြမြဲနှိမ့်ကြခဲ့တယ်ကိုယ်နိုင်ငံအတွင်းမှာတောင်မှကိုယ့်ကိုယ်ကိုယ်တောင်မှဒီပညာကိုဘီဘက်ကိုယူပြီးတော့ယုံကြည်စိတ်ယုံကြည်မှုမရှိရလောက်အောင်ကိုကျမတို့ဖြစ်ခဲ့ရတယ်ဆိုတော့ဒီထက်ပိုပြီးစိုးသွားဖို့ပဲရှိတယ်လို့ကျမအနေနဲ့ပြောချင်ပါတယ်ဟုတ်ကဲ့မြမအနေနဲ့တနိုင်ငံလုံးမှာရှိတဲ့ကျောင်းသားကျောင်းသူကျောင်းသားတွေရဲ့ကျောင်းသူကျောင်းသားတွေရဲ့ ကျောင်းသားမိဘတွေကိုဒီကနေပြီးတော့ဗာဒရင်စကားများပါခြင်းပါတယ်ခင်ဗျာကျမတို့အခုပညာရေးဥပဒေနဲ့ပတ်သက်ပြီးတော့ကျမတို့ဒီမှာဆန္ဒထုတ်ဖော်နေရဲဆိုတာဒါက အနိုင်ကျမတို့အတွက်ပဲမဟုတ်ပါဘူးလက်ရှိကြောင်းတက်နေတဲ့ကျောင်းသူကျောင်းသားတွေနောက်အနာဂတ်မှာလာမယ့်ကျောင်းသူကျောင်းသားတွေအနာကျွန်တော်တိုင်းပြည်ရဲ့အနာဂတ်အတွက်ကျွန်တော်တို့အခုလိုမျိုးဟိုစပြီးတော့ပြင်ဆင်နေတာဖြစ်ပါတယ်ဒီမိုကရေစီရဲ့အခြေခံပညာရေးဖြစ်ပါတယ်ပညာရေးမှာဒီမိုကရေစီရှိမှတနိုင်ငံလုံးဒီမိုကရေစီအခြေခံမြဲမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီဒီဘိတ်တိုက်ပွဲကိုဝိုင်းဝန်းပြီးတော့ပူးပေါင်းပါဝင် ကုညီဆောင်ရွက်ကြပါလို့ကျွန်မအနေနဲ့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ် ကျွန်တော်နာမည်ချင်းဝင်းပါပါဘာကသားများအဖွဲ့ချုပ်မြေလက်ဒေသအနေနဲ့ရောက်ပူးပေါင်းပါဝင်တာဖြစ်ပါတယ်ဟုတ်ကဲ့ညီတို့ဒီမျိုးသားပညာရေးဥပဒေမူကြမှာဘယ်အချက်တွေကိုသဘောမတူလို့ဒီစန္ဒပြပွဲမှာလာပြီးတော့ပူးပေါင်းတာလည်းမသိဘူးနော်အချက်တွေကတော့မတူတာပြောရမယ်ဆိုရင်တော့တော်တော်များတယ်ပေါ့နော်ဒါပေမဲ့ပူးပေါင်းပါဝင်ခြင်းကကျွန်တော်တို့ဘယ်အချက်ကိုပြင်ဆင်မယ်ဘယ်အချက်ကိုဖြတ်သိမ်းမယ်ဆိုတာမဟုတ်ဖဲနဲ့ကျွန်တော်တို့ဖြစ်စေချင်တာကအကြောင်းသားမိဘအကြောင်းသားမိဘပြည်သူကိုအခြေခံတဲ့ဒီမိုကရေစီပညာရေးစနစ်ကိုလိုချင်လို့ပူးပေါင်းလာပေါင်းဝင်တာဖြစ်ပါတယ်ဟုတ်ကဲ့လက်ရှိ ်လက်ရှိတင်နေတဲ့ပညာရေးစနစ်ကိုအခုပြန်ထမ်းလိုက်တဲ့မြို့သားပညာရေးဥပဒေကိုကျွန်တော်တို့ဒီလက်ရှိနိုင်ငံမှာတင်နေတဲ့တောင်းသူတောင်းသားတွေရဲ့ရန်ကုန်နဲ့နေဟိုပြည်ပြည်မနဲ့တောင်တန်းရဲ့တောင်းသူတောင်းသားတွေအခွင့်အရေးတန်းသူရတယ်လို့ညီတို့အနေနဲ့ခံစားရပါလားမခံစားရပါဘူးခင်ဗျာမခံစားရဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရန်ကုန်မှာရှိတဲ့ဟိုအထူးသဖြင့်ဒီပညာတွေမှာဆိုလို့ရှိရင် COE နဲ့အခြားကြောင်းများခွဲခြားဆက်ဆံမှုဆိုတာလည်းရှိပါတယ်ပြီးတော့ laboratory apparatus တွေပါရင်းနဲ့ကလည်းကွာခြားမှုတွေကလည်းရှိပါတယ်နောက်တစ်ချက်ရန်ကုန်မှာလည်းရှိပါမယ်အချို့ချို့နယ်ပြားမှာလည်းရှိပါတယ်အထူးသဖြင့်ကျွန်တော်တို့မြေလက်ဒေသမှာ ဆိုရင်ចောင်းသားဒီရက်လွတ်လပ်စွာစာပေတင်ကြားနိုင်မှုအာမခံချက်မရှိပါဘူးမကွေးမှာဆိုလို့ရှိရင်လည်းစေချောင်းသားများဒီလည်းရန်ဖြစ်ခံရမှုရိုက်ခံရမှုအခုထူးသဖြင့်အသက်တောင်ရန်ရှာခံရတဲ့စိတ်ဝင်တက်ရတဲ့အဆင့်တောင်ဖြစ်ပါတယ်ဒီရက်အတွက်အရင်ဟိုမျိုးသားပညာရခင်မျိုးသားပညာဥပဒေရောယခုလက်ရှိမျိုးသားပညာဥပဒေမှာပါကျွန်တော်တို့ရဲ့လွတ်လပ်စွာပညာသင်ကြားမှုကိုအာမခံပေးနိုင်ခွင့်နေပါနေရလည်းမတွေ့ရဘူးဒီအတွက်ဘာမှထူးခြားမှုမရှိပါဘူး ျွန်တော်တို့ယခုတိုက်အခုယခုတောင်းဆိုတိုက်ပွဲဝင်နေတယ်ဆိုတာကကျွန်တော်တို့တအူးတယောက်တည်းအတ္တကျိုးကိုကျိုးကိုရှေ့တန်းတင်ပြီးဆောင်းနေကြမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ညီငယ်ညီမငယ်ကျွန်တော်တို့ရဲ့နောက်တစ်ချိန်မျိုးဆက်အတွက်ပါကျွန်တော်တို့ရဲ့အနာဂတ်ဖြစ်မယ်ကျွန်တော်တို့ရဲ့ထွန်းသိမ့်မဲ့ရင်သွေးငယ်များကျွန်တော်တို့ရဲ့အနာဂတ်လောင်းလျာတွေအတွက်အမျိုးသားပြည်ညာဥတွေမူကြမ်းအတွက်တောင်းဆိုတိုက်ပွဲဝင်နေတာဖြစ်ပါတယ်